1968ခုနှစ်ဗီယက်နမ်စစ်ပွဲကာလတုန်းကထူထပ်တဲ့တောင်းနှံထဲမှာမိုးတဲထန်စွာရွာသွန်းနေပြီးတော့မိုးချိမ့်တန်လျှက်စီးလက်တံတွေကဆူညံနေပါတယ်။ Greenberry တက်စုတစုဟာလည်းတစ်ပင်အုတ်ဆိုင်တွေကြားထဲကနေတိတိဆိတ်ကိုရွှေ့လျားနေကြပါတယ်။ရေဒီယိုမှာဆူညံတန်တွေပဲပြည့်နေပြီးအချက်ပြမှုတွေကပြတ်တောက်နေပါတယ်။ Captain Hayes ကတော့သူ့ရဲ့လူတွေကိုဖြည်းဖြည်းချင်းရှေ့ဆက်ဖို့ကိုအမိတ်ပေးနေပါတယ်။ယိုဒီယက်ဆိုသလိုပဲတစ်ပင်နန်းတွေကြားထဲကနေစစ်သားတယောက်ရဲ့အော်တန်ကပဲ့တင်ထလာပါတယ်။ တပ်သားတွေထိတ်လန့်သွားပြီးတော့သူတို့ရဲ့လက်နက်တွေကိုမျှောက်လိုက်ကြတဲ့အခါမှာအရေးလိုမျိုးပုံတံတန်တစ်ခုကလျှက်စီးလို့အချိန်နဲ့ဖျက်ပြေးသွားပါတယ်။စစ်သားတွေခိုအောင်ပြီးတော့ပြစ်ခတ်လိုက်ကြပေမဲ့လို့အဲဒီနောက်မှာတရဝါတကောင်သူတို့ရဲ့ရှေ့မှာပေါ်လာခဲ့ပါတယ်။ဒီတရဝါကိုမြင်လိုက်ရတော့စစ်သားတယောက်ကကြောက်လန့်တကြပြစ်ခတ်လိုက်ပေမဲ့တရဝါကရှေ့ကိုတိုးဝင်လာပြီးရဲရဲဆက်ဆက်ကိုမှတိုက်ခိုက်တပ်ဖြတ်လိုက်ပါတယ်။ရဟန်းရင်တွေကောင်းကင်ရံမှာပြန်တန်းနေပြီးစစ်တပ်ဟာလူတွေကြောက်လန့်တကြကစင်ကလေးအားဖြစ်နေတဲ့ခြေရွာတွေကိုဆင်းသက်လာကြပါတယ်။အမျိုးသမီးတွေနဲ့ကလေးတွေကလည်းစစ်သားတွေစီကိုချက်ချင်းပြေးလာကြပြီး သူတို့တွေကအမျိုးသမီးတူကသူမရဲ့ခင်မုန်းကိုငှက်မွေးပါတဲ့နှဆိုးတစ်ကောင်ကတက်သွားကြောင်းပြပြလိုက်ပါတယ်။သူမရဲ့တုံရင်နေတဲ့အတန်ဟာလေလူထဲမှာကြောက်မက်ဖွယ်ရအေးအေးတက်ကိုဖြစ်ပေါ်စေပြီးတိုက်ပွဲပေါင်းများစွာကိုဖျက်တမ်းခဲ့တဲ့စစ်သားတွေတောင်မှဒါဟာရွာသားတယောက်ရဲ့ကြောက်လန့်နေတဲ့ပုံမြင်တက်တက်မဟုတ်နိုင်ဘူးဆိုတာကိုခန်းစားမိလိုက်ကြပါတယ်။စစ်သားတွေဟာဒီ area ကိုလှည့်ကင်းစတင်ပြီးတော့ညာရောက်တဲ့အခါမှာတောနဲ့ထဲကဖုံးကွယ်ထားတဲ့အင်အားစုတစုနဲ့ကိုမှတိုက်ခိုက်ကြပါတယ်။ မနေ့ရောက်တဲ့အခါမှာအသက်ရှင်ကျန်ရစ်တဲ့သူတွေကိုဘေးလွတ်ရာကိုရှင်းပြပေးလိုက်ကြပါတယ်။အရင်ကဆိုင်ကွန်စစ်အခြေဆိုင်စခန်းမှာဘုံမကြီးဂျယ်ရီချိုကလှုပ်ဝဲအချင်းရှင်းတင်ပြချက်တစ်ခုကိုပေးနေပါတယ်။အခန်းထဲမှာလဒါတပွဲလူလူတိများတဲ့ထိတ်တန်းထောက်လန့်ရေးအဖွဲ့ကလည်းရှိနေပါတယ်။ဂျယ်ရီချိုကတော့ Green Berry တက်ဆူတစ်ခုဟာတီးကြတောင်ချောင်တစ်ခုမှာပျောက်ဆုံးသွားကြောင်းသူတို့ကိုအကြောင်းကြားလိုက်ပါတယ်။သူတို့ရဲ့မရှင်ကတော့အဲ့ဒီစစ်သားတွေကိုရှာဖွေဖို့နဲ့ရန်တီးရဲ့လှုပ်ရှားမှုတွေကိုထောက်လန့်ဖို့ပဲဖြစ်ပါတယ်။ ဂျယ်ရီချိုဟာအသေးစိတ်အချက်အလက်တချို့ကိုရည်ရွယ်ချက်ရှိရှိကိုဖုံးကွယ်ထားပြီးအဲ့ဒီတောင်ကြားကိုဝင်ခွင့်မပြုနိုင်ကြောင်းနဲ့ပုံမှန်တိုက်ပွဲတွေနဲ့မတူတဲ့တစုံတရာအဲ့ဒီမှာရှိကြောင်းကိုသတိပေးလိုက်ပါရီဘီဂါဟာစေအင်းနဲ့ကိုမှစူးစမ်းထောက်လန်းနေပေမဲ့ဆဲလိုရှားနေတဲ့လူယုံကမြောက်ဖီယန်နဲ့စစ်တက်လာဆိုပြီးတော့မေးလိုက်ပါရီဂျယ်ရီချိုကတော့အဲ့ဒီထက်ကိုပိုဆိုးတယ်ဆိုပြီးတော့အေးဆက်ဆက်ကိုမှပြန်ဖြေလိုက်ပါရီညဘက်မှာလဒါတပ်ဖွဲ့ကိုချပစ်ဖို့အတွက်ရဟန်းယူတွေကပြန်ဆန်းလာကြပါရီလေယံမှုကတလိုက်အိမ်မြောင်မကောင်းအကြောင်းနဲ့တလိုက်ဆိုရင်ပုံမှန်မှုတွေမြင့်တက်နေကြောင်းအစီရင်ခံပါရီ စဉ်သက်ပြီးသွားတဲ့နောက်မှာတော့စစ်သားတွေဟာထူးဆန်းတဲ့လက္ခဏာတွေကိုချက်ချင်းဆိုသလိုတတိပြုမိကြပါတယ်။တစ်ပင်းနေပေါ်မှာကြီးမားတဲ့ခြေတဲရာတွေပြတ်တောက်နေပြီးမြင်းပေါ်မှာအဆွေ၃ချောင်းပါခြေရာကြီးတွေကိုတွေ့ရပါတယ်။ဒါရီဟာဆင်းဒါမှမဟုတ်ငှက်ကလအုပ်တွေရဲ့ခြေရာတွေထက်ကိုပိုကြီးပြီးတော့တွားတွားတရဝါရီရဲ့ပုံစံဖြစ်နေပါတယ်။သူတို့အရာမှငှက်မွေးတစ်ခုတည်းကိုဒါရှာတွေ့ခဲ့ပါတယ်။ Franklin Way ကတော့ခြေရာတွေကိုစစ်ဆေးပြီးဒါဟာဘလိုမျိုးလူတိများတဲ့တိရစ္ဆာန်ရဲ့ခြေရာမှမဟုတ်ဘူးဆိုပြီးတော့မှတ်ချက်ပေးလိုက်ပါတယ်။ဒေါနတ်ထဲမှာထူးဆန်းတဲ့တိရစ္ဆာန်မှုကြီးကလွှမ်းမိုးနေပါတယ်။ သူတို့ရှေ့ဆက်သွားတဲ့အခါမှာတောင်ကုန်းတွေပေါ်မှာထူးဆန်းတဲ့တရှိမှုတစ်ခုကိုစတင်ပြီးတော့ခန်းဆားမိလာပါတယ်။ပြီးတော့ယုတ်တည်းဆိုလိုပဲတရဝါတကောင်ကစစ်သားတွေထဲကတယောက်ကိုတိုက်ခတ်လိုက်ပါတယ်။စစ်သားကတော့မျက်စိစုံမင်ပြစ်ခတ်လိုက်ပေမဲ့တရဝါကမှောင်မိုက်သေးကိုပြန်လည်ပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီနောက်မှာစနော့ပြင်ရုရှားတပ်ဖွဲ့ဝင်တစုတောင်းတဲ့ထင်မှာလှည့်ကင်းလှည့်နေတာကိုတွေ့ရပါတယ်။သူတို့ရှေ့ဆက်သွားနေတော့မှာပဲအလက်ဇန်းဒါဆိုတဲ့စစ်သားတယောက်နောက်ကျကျန်နေခဲ့ပါတယ်။ဘယ်ကမှမသိတဲ့တရဝါတကောင်ကအနောက်ကနေခုံအုပ်ပြီးသူ့ရဲ့ကောင်ကိုကိုက်ဖြတ်လိုက်ပါတယ်။ ူရဲ့ရဲဘော်တွေတနက်တလက်ထဲကိုသာတွေ့တဲ့အခါမှာတော့တွေးလန်းချောင်းကိုလိုက်သွားပြီးမကြခင်မှာအလက်ဇန္ဒားရဲ့သွေးဆုံနေတဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အမေရိကန်တွေကသူ့ကိုတတ်တယ်လို့ယုံကြည်တာကြောင့်သူတို့ဟာအမေရိကန်တွေကိုလိုက်လံထောက်လှမ်းပြီးတော့တပ်ပစ်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။တချိန်တည်းမှာပဲအမေရိကန်စစ်သားတွေခေးဆက်ပြီးဆုံးပြထားတဲ့ Greenberry စစ်စခန်းဖြစ်နေတဲ့ကုတခုရဲကိုဝင်ရောက်သွားခဲ့ကြပါတယ်။အဲဒီမှာစစ်သားအများပြားရဲ့အလောင်းတွေပြန်ကျဲနေပါတယ်။သူတို့နေရာကိုစစ်ဆေးနေတော့မှငှက်ကြီးတွေလိုမျိုးပုံတံတန်ရှိတဲ့အီယာမတရဝါကယုတ်တည်းဆိုတယ်လို့ထွက်ပေါ်လာပြီးတိုက်ခိုက်ပါတယ်။ စစ်သားတွေကပြန်လဲပြစ်ခတ်ပြီးတော့စိတ်ပြက်အားငယ်စွာရုန်းကန်ပြီးသွားတဲ့နောက်မှာကုရဲကနေကိုယုံထွက်နိုင်ခဲ့ပါတယ်။ဒီနေရာမှာပဲတရဝါတွေဟာတကယ်တော့ဒိုင်နိုဆောတွေဖြစ်တယ်ဆိုတာကိုသူတို့ကတော့သဘောပေါက်သွားခဲ့ကြပါတယ်။ပြီးတော့အီယာမဒိုင်နိုဆောကြီးတစ်ကောင်သူတို့ရဲ့လမ်းကိုဖျက်ကျော်ပြီးတော့လာခဲ့ပါတယ်။ရှုပ်ထွေးမှုတွေကြောင့်ပါပဲစာချင်းဘေကာနဲ့လီယွန်တို့ဟာလည်းကျန်တဲ့သူတွေနဲ့ကိုကွဲကွာသွားခဲ့ရပါတယ်။ သူတို့ရှေ့ဆက်သွားနေစဉ်ခါမှာပဲအိပ်ပျော်နေတဲ့အီယာမဒိုင်နိုဆောကြီးတကောင်ကိုမတော်တဆဆူသလိုတွေ့လိုက်ရပါတယ်။စူညာစွာအော်ဟစ်နေတဲ့ဒိုင်နိုဆောငယ်လေးတွေအုပ်စုကရိုတရက်ကိုမှရောက်လာတဲ့ခါမှာသူတို့အံ့ဩတုန်လှုပ်ပြီးတော့ကြောင်နေကြစေပါဒီစုံညာတန်တွေကြောင့်ပဲအမေဒိုင်နိုဆောနိုးလာခဲ့ပြီးတော့ချိန်ချောက်တဲ့အတန်နဲ့ထရရလိုက်ပါရင်စစ်သားတွေကပြစ်ခတ်လိုက်ပေမဲ့အီယာမဒိုင်နိုဆောကြီးကကြီးစံတန်ကိုခံနိုင်လို့နေပါဖြစ်နေပါရင်သူတို့ထူထပ်တဲ့တောနက်ကိုဖျက်ပြီးတော့ထွက်ပြေးပေမဲ့လို့ဒီကြီးမားတဲ့တာရဲကြီးကနောက်ကနေကိုဖမ်းမိပြီးတော့နားခွင့်မတက်ကိုအော်ဟစ်လိုက်ပါရင် နောက်တနေ့မနေ့ရောက်တဲ့အခါမှာစစ်သားတွေဟာပင်မန်နွမ်းနဲ့နေပြီးတော့တုံလုံးနေကြဆဲဖြစ်ပြီးဒီရဲဆက်တဲ့ dinosaur ရဲ့တရှိမှုကသူတို့ကိုခြောက်လက်နေတော့မှာပြီတပ်ပမာလည်းစားချင်းပေကနဲ့လေယုံတို့ဟာအေယာမသားရဲစီကနေကိုဆက်လက်ပြီးတော့ထွက်ပြေးနေရပါတယ်ဂယူတဆိုင်ကိုပုံအောင်နေရင်လည်းစားချင်းဟာဘုံတစ်လုံးနဲ့တရဝါကိုအာယုံပြောင်းစီပြီးတော့လေယုံနဲ့အတူတကွာကိုမှထွက်ပြေးခဲ့ပါတယ် တို့အောက်ဘက်မှာမြင်စည်းစင်းနေတဲ့မဆောက်တဲ့ကြောက်ကန်ပါတစ်ခုရဲ့အဆုံးကိုရောက်လာခဲ့ပါတယ်။တခြားသောရွေးချယ်စရာမရှိတော့တာကြောင့်နှစ်ဦးစလုံးရေထဲကိုခုန်ချလိုက်ပြီးဒိုင်နိုဆောကလည်းတို့နောက်ကနေလိုက်ပြီးတော့ခုန်ချကအကြီးကျယ်ကိုမှရေလွှာပက်လို့မြစ်ထဲကိုပြုတ်ကျသွားခဲ့ရပါတယ်။မဂမ်ဘီနာမှာဆိုဖီယာလို့ခေါ်တဲ့လှုပ်ဝဲဆန်းကျယ်တဲ့အမျိုးသမီးတဦးကပေါ်လာပြီးလင်းယုံတတိလင်းနေတာကြောင့်တို့ကိုကူညီပြီးတော့ကုန်းဘော်ကိုတက်စေခဲ့ပါတယ်။ ။စာချင်းဖေကနဲ့ဆိုဖီယာတို့ဟာလည်းဂုံးပေါ်ကိုရောက်လာခြင်းမှာပဲသူတို့ပဝင်းကျင်မှာအီယာမဒိုင်နိုဆောတွေကလှည့်လည်သွားလာနေပါတယ်။တချိန်တည်းမှာပဲကျန်းတဲ့စစ်သားတွေဟာသူတို့ရဲ့ချီတက်မှုကိုဆက်လက်လှုပ်ဆောင်ကြပြီးလမ်းတစ်လျှောက်မှာပုံမှန်တံအမျိုးမျိုးနဲ့အရွယ်စားမျိုးမျိုးရှိတဲ့ဒိုင်နိုဆောအမြောက်များတွေကိုကြုံတွေ့ခဲ့ရပါတယ်။ဆိုဖီယာကသူတို့ကိုသူမရဲ့လှုပ်ဝဲမြေအောက်ပံကစီကိုခေါ်ဆောင်သွားပါတယ်။လီယွန်ဟာရေဒီယိုကနေစစ်ဌာနချုပ်စီကိုဆက်သွယ်ဖို့စူးစမ်းပါတယ်။ခဏကြာမှသူတို့အားလုံးအပြင်ကိုပြန်ပြီးတော့ထွက်လာကြပါတယ်။ ဘေကာဟာမယုံကြည်နိုင်ဖြစ်နေပြီးလင်းယုံကားရဲကြောက်လန့်နေပါတယ်။တခြားသောတနေရာမှာကြံနေတဲ့စစ်သားတွေဟာရုရှားတွေနဲ့ထိတ်တန့်ရင်ဆိုင်နေရရပါတယ်။ယုဒိယဆိုသလိုကြောင်းမဲ့ဖွေရအော်တန်တခုကရှုပ်ထွေးမှုတွေခြားကနေထွက်ပေါ်လာပြီးလူတိုင်းကိုနေရာမှာရက်တန့်သွားစေခဲ့ပါတယ်။ယူဒါရက်တာအုပ်စုတစုကပုံမှန်ရက်တာတွေထက်ကိုနှစ်ဆပူကြည့်ပြီးတော့အမဲရောင်အစင်းပါအေးပြားနဲ့ဓာတ်လူချွန်တတ်တဲ့ခြေသေးတွေပါရှိကာ တပန်းပင်ကြားကနေပြီးတော့ရုတ်တရက်ဆိုသလိုထွက်ပေါ်လာကြပါတယ်။အမေရိကန်တွေနဲ့ရုရှားတွေဟာစစ်ပွဲရည်စဲပြီးတော့အတူတကွာတိုက်ခိုက်ဖို့ကိုအတင်းအကျပ်ဖြစ်လာကြပါတယ်။ယူဒါရက်တကောင်ကဂျရယ်ဘောကိုခုန်တက်လိုက်ပြီးသူကနောက်ဆုံးစက္ကန့်မှာသူ့ရဲ့တမားနဲ့ထိုးနိုင်ခဲ့ပေမဲ့လို့နောက်ထပ်ရက်ပတာတကောင်ကသူ့ရဲ့ခြေထောက်ကိုကိုက်ဆွဲလိုက်ပါတယ်။သူတို့အတူတကွာဒဏ်ရာရနေတဲ့စစ်သားကိုဆိုဖီးယားရဲ့ပုံအောင်နေရာနေရာစီကိုပြန်ပို့ပြီးတော့ကုသမှုကစတင်ခဲ့ပါတယ်။ဒီချိန်တွင်မှပဲဆိုဖီးယားဟာစစ်ပလင်းတစ်ခုကိုထုတ်ယူပြီးတော့သူ့ကိုယ်သူထိုးတွင်းလိုက်တာကိုစာချင်းပေကာကတော့တတိထားမိလိုက်ပါတယ်။ နောက်ဆက်တွဲမှာပဲဆိုဖီယာဟာသူကတိတ်ပညာရှင်တဦးဖြစ်ပြီးလိုဝက်ဆိုဖီယာရဲ့စမ်းသပ်မှုတစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ကြောင်းဖော်ထုတ်လိုက်ပါတယ်။ဒီမှာကတော့ဒီတောင်ကျောင်းမှာပိုးကောင်တွေစမ်းသပ်မှုတွေအတွက်ကိုအသုံးပြုတဲ့ USSR အမှုတ်တွင်းကန်ဆာအပါရှိကြောင်းကိုလည်းတီးလိုက်ပါတယ်။စမ်းသပ်မှုတစ်ခုမှာပဲပေါ်တယ်ကမတွတ်တဆဆုသလိုရှေးခေတ်ကာလဒိုင်နိုဆောတွေကိုပစ္စုပန်ကာလစီကိုဆွဲခေါ်လာခဲ့တာဖြစ်ပါတယ်။ဆိုဖီယာကတော့အမှုတ်တွင်းကန်ဆာကိုထပ်မံနှိုးလိုက်ရင်ဒိုင်နိုဆောတွေကဘာတဝမ်းလုံးကိုပြန့်နှံ့သွားနိုင်ကြောင်းကိုတတိပေးလိုက်ပါတယ်။ မကြာခင်မှာဆိုသလိုပဲဘန်ကာကိုချင်းကက်လာတဲ့ဒိုင်နိုဆောရီရဲ့အတန်ကတောနယ်ထဲမှာပဲ့တင်ထလာပါတယ်။စစ်သားတွေဟာပြည်နိုင်ခြေရှိတဲ့ဝင်ပေါက်တိုင်းကိုလက်နက်တွေချင်းပြီးတော့နေရာယူထားခဲ့ကြပါတယ်။ယူဒီရဲ့ဆိုသလိုဒိုင်နိုဆောအများပြားဟာပရင်ပေါက်တွေ၊လေဝင်ပေါက်တွေနဲ့တကားတွေကနေအတင်းအကျပ်ကိုဝင်ရောက်ပိုးစတင်ကြပါတယ်။စစ်သားတွေပြင်းထန်တဲ့ပစ်ခတ်မှုနဲ့ပြန်လည်တိုက်ခိုက်ကြပေမဲ့နောက်ဆုံးမှာအီယာမဒိုင်နိုဆောကြီးတစ်ကောင်ကပင်မတကားကြီးကိုချိုးဖျက်ပြီးတော့တိုးဝင်လာခဲ့ပါတယ်။စစ်သားတွေကြားမှာထိတ်လန့်မှုတွေပြန့်နှံ့သွားပြီးလူတိုင်းကထွက်ပြေးကျင်ကြပေမဲ့သူတို့ထဲကဘယ်သူမှဒဏ်ရာရနေတဲ့ရဲဘော်ကိုထားခဲ့ဖို့စံနာမရှိကြပါဘူး။ အန်ရီကိုတီသွားတဲ့တန်ရာရစစ်သားကသူ့ကြောင့်ကြံခဲ့တဲ့သူတွေမသေးသေးဘူးအတွက်သူ့ကိုထားခဲ့ဖို့အတင်းကိုမှတောင်းဆိုပါရင်စစ်သားတွေဘန်ကာတွေကထွက်သွားပြီဆိုတာနဲ့ပဲဒန်နွန်စောတကောင်ကတန်ရာရနေတဲ့သူစီကိုနီကက်စာရွေးလျားသွားခဲ့ပါရင်နောက်ဆုံးပေးဆက်မှုအဖြစ်ကိုသူဟာပောက်ခွဲပစ္စည်းတစ်ခုကိုဖောက်ခွဲလိုက်ပြီးတော့သူ့ကိုတူတာမကပဲဘန်ကာထဲမှာပိတ်မိနေတဲ့ဒန်နွန်စောတွေနဲ့ပါအတူတည်ဆုံးခဲ့ရပါရင်မနေ့ရောက်တဲ့အခါမှာတက်ရှင်ကျင်ရဲ့သူအလုံးဟာလေလေတစင်းပေါ်တက်ပြီးပင်လယ်ကိုဖျက်ချော်ဖို့လုပ်ကြပါရင်ဘေဂါရဲ့အဖွဲဟာစံတော်ပြင်ဆိုဖီယာနဲ့အတူအမုံတွန်းကန်ဆန်နေရာကိုရောက်အောင်သွားပြီး ပေါ်တကိုအပေးပိုင်ဖြစ်စီပြဖို့အစီအစဉ်တစ်ခုကိုချမှတ်လိုက်ကြပါတယ်။သူတို့ခီးသွားနေတော့မှပဲမိချောင်းလူမျိုးအယံမတာရဲတကောင်ကသူတို့ရဲ့လှေကိုတိုက်ခိုက်ပေမဲ့သူတို့ကတော့မနှဲကိုရုံးကန်ပြီးတော့လွတ်မြောက်ခဲ့ကြပါတယ်။သူတို့ပပက်လေရေပြင်မှာဒိုင်နိုဆောတွေကူးခတ်နေတာကိုမြင်လိုက်ရပါတယ်။ညာဘက်ရောက်တဲ့အခါမှာသူတို့နယ်စပ်ရဲ့တစ်ဖက်ချမ်းကိုရောက်လာပြီးကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့အလောင်းတွေကပြန့်ကျနေပါတယ်။ယုတ်တရဲဆိုလိုပြန်တန်းနိုင်တဲ့ဒိုင်နိုဆောတွေအုပ်စုတစုကအောက်ကိုဝဲပြန့်ဆင်းလာပြီးတော့စစ်သားတွေကိုတိုက်ခိုက်တာကြောင့်အများပြားတိုက်ဆုံခဲ့ရပါတယ်။ကျန်ရှိနေတဲ့အသက်ရှင်ကျန်ရစ်တဲ့သူတွေဟာ တောင်းနဲ့ထဲကိုပို့ပြီးတော့နတ်တဲ့နေရာကိုပြန်လဲပြီးတော့စုဖွဲ့ကြပါတယ်။လူကန်တယောက်ထဲကျန်နေခဲ့ပြီးတော့ဒိုင်နိုဆောတစ်ကောင်သူ့စီကိုချင်းကပ်လာတဲ့အခါမှာတော့အရှင်လက်လက်အစားခံရတာကိုရှောင်ရှားဖို့သူ့ကိုယ်သူကိုပြစ်တက်လိုက်ပါတယ်။ချက်ချင်းဆိုတလို့ပဲဒိုင်နိုဆောတစုကသူ့ရဲ့အလောင်းပေါ်ကိုဆင်းသက်လာပြီးဆွဲဖြဲစားတောင်းနေကြတော့မှပဲကျန်တဲ့အသက်ရှင်ကျန်ရတဲ့သူတွေကအာယုံပြောင်းသွားတာကိုအခွင့်ကောင်းယူပြီးတော့ထွက်ပြေးခဲ့ကြပါတယ်။ဘီဂါဟာဂျယ်ရီချိုကိုဆက်သွယ်ပြီးတော့ဒိုင်နိုဆောကပ်ပြီးအကြောင်းကိုအကြောင်းကြားကအကူအညီပေးဖို့ကိုတောင်းပန်နေပါတယ်။ အဖွဲ့ဟာလည်းသူတို့ရဲ့လက်နက်တွေကိုစုဆောင်ပြီးရှေ့ဆက်သွားခဲ့ရာနောက်ဆုံးမှာတော့အမုံတုံးကန်ဆန်အဆောင်ကိုရရှိသွားခဲ့ကြပါတယ်။အရာဟာတန်ကြီးတက်နေတဲ့ဆိုဗီယက်အဆောင်တစ်ခုဖြစ်ပြီးတော့ပါဝါမေးဆက်တွေကတဝီဝီကိုမြင်နေစေပါ။အတွင်းထဲမှာမီနီယောင်များလင်းလက်နေတာကပျက်စီးနေတဲ့ကွန်ဆိုးတွေနဲ့အီယာမအမုံအခန်းကိုထိန်းကြည့်ပေးလိုပါ။အသက်ရှင်ကျန်ရတဲ့သူတွေဟာအတွင်းပိုင်းကိုတိုက်ခိုက်ရင်လည်းဝင်ရောက်သွားကြပြီးသူတို့ရှေ့ဆက်သွားနေတော့မှအဆောင်တွေကိုတပ်ပြစ်ကြပါရင်ဆိုဗီယက်တိပ္ပံပညာရှင်တစ္ဆာပေါင်ဘော်ဒီနိုင်ကသူ့ရဲ့အလုပ်သမားတွေနဲ့အတူအေရီးယားကိုစစ်ဆေးနေတော့ဒါနိုဆောကလေးတစ်ကောင်ရဲ့အလောင်းကိုတွေ့လိုက်ရပါရင် ခဏကြာမှဆွန်တော့ပြင်ဒေါသထွက်နေတဲ့အမေဒိုင်နိုဆောကပေါ်လာခဲ့ပြီးသူ့ရဲ့ကလေးတေဆုံမှုအတွက်ကိုလူသားတွေကိုအပြစ်တင်ကာသူတို့ကိုတိုက်ခိုက်တာကြောင့်အဆောင်တစ်ခုလုံးကရှုပ်ထွေးပတ်လို့ရိုက်သွားခဲ့ပါပါတယ်။ဘုံတိုင်းဟာလည်းသူ့ရဲ့လှုပ်ဝက်စာစွန့်တက်မှုတွေကိုလှုံ့ဆောင်နေတဲ့အတွင်းခန့်စီကိုထွက်ပြေးသွားခဲ့ပါတယ်။ဆိုဖီးယားကသူ့ကိုနားလည်အောင်ပြောပြဖို့အတဲတန်ကိုကြိုးစားပေမဲ့ဘုံတိုင်းဟာလည်းပေါ်တဲရဲ့ဗဟုမှန်တိုင်းကိုဖွင့်လိုက်ပါတယ်။ပြင်းထန်တဲ့စွမ်းတွေကမြင့်တက်လာခဲ့ပြီးအဆောင်ရဲ့ပဒင်ပေါက်တွေကလည်းအသက်ရှင်ကျန်ရတဲ့သူတွေဟာမျိုးစုံသောဒိုင်နိုဆောတွေနေရာစီကိုဆွဲငင်ခံနေရတာကိုတွေ့လိုက်ရပါတယ်။ ဘီကာကတော့သူ့ရဲ့အဖွဲကိုပောက်ကွဲပစ္စည်းတွေတက်ဆင်ဖို့အမေပေးပေမဲ့ဂျယ်ရီချိုကတော့သူ့ရဲ့စစ်သားတွေနဲ့ရဟန်းရင်တွေကိုရရှိလာခဲ့ပြီး wireless ကနေ portal ကိုဖွင့်လိုက်မဲ့အစားအေရီးယားကိုလုံခြုံအောင်လုပ်ဖို့ကဘီကာကိုအမေပေးလိုက်ပါတရားရနေတဲ့ဗိုလ်ဒီနိုင်ဟာဆိုတော့ပြင်ဆိုရီယာကိုသူ့ရဲ့ခင်မောင်းဟောင်းကိုတတိယအောင်လုပ်ပြီးစိတ်ပိုင်းဆိုင်ရာချဲ့လေမှုကိုစူးစမ်းလိုက်ပါတယ်။ဒါပေမဲ့လို့သူမကသူမရဲ့စကားတွေကိုလေ့လွင်ရှုပြီးစနစ်ကိုပိတ်လိုက်တာကြောင့်အခန်းထဲမှာမှိန်နေတဲ့မိနစ်ရောင်သာကြံခဲ့ပါတယ်။ မီရောက်တွေဝိုင်းနေတဲ့တန်းတွေဆိုအုပ်စုတစုကထွက်ပြေးတဲ့လမ်းကြောင်းတစ်ခုကနေအတင်းအချက်ကိုဝင်ရောက်ဖို့စတင်နေတော့မှအသက်ရှင်ကျန်တဲ့သူတွေဟာဆိုဗီယက်ညွန်ကြားချက်တွေကိုလိုက်နာပြီးတခြားသောလမ်းကနေကိုထွက်ပြေးကြပါတယ်ဘော်ဒီနိုင်ကတော့တပန်ထားရလာခဲ့ပြီးစနစ်ကိုပြန်လည်ဖွင့်ဖို့ကိုစ조사ပေမဲ့မလုံနိုင်ခင်ပါပဲ။ဒိုင်နိုဆောတကောင်ကသူ့ကိုခေါင်းအုပ်ပြီးတော့ခေါင်းကိုကိုက်ပြလိုက်ပါတယ်။ရပ်တာတွေကတော့လေဝင်လေထွက်ပိုင်လုံးတွေကနေထွားသွားဝင်လာခဲ့ပြီးသူရဲ့ရောင်ပြန်ဟက်နေတဲ့မျိုးလုံးတွေကအရေးပေါ်မီနီတွေအောက်မှာချင်းချောက်စွာတောက်နေတာဟာအိမ်မက်ဆိုးလိုမြင်ဝင်တစ်ခုကိုဖန်နေနေပါတယ်။ မိတောက်တွေကြားထဲကနေဒေါသထွက်နေတဲ့တတော်ဝါတွေရဲ့အဟိတံတွေဟာတထုခမ်းမတွေကြားကနေကိုပဲ့တင်ထက်နေပါတယ်။ကြံရှိနေတဲ့အသက်ရှင်ကြံနေတဲ့သူတွေဟာလည်းဂျယ်ရီချိုအကူအညီတွေနဲ့အနီးအနားကိုဆင်းသက်လာတော့မှာပဲထွက်ပြေးတဲ့ဥမေလှိုင်ကောင်းကနေကိုထွက်ပေါ်လာကြပါတယ်။သူတို့ရဲ့နောက်မှာစံတော်ဖြစ်ဒိုင်နိုဆောအုပ်စုကြီးတခုကလိုင်းလံတိုက်ခိုက်နေခဲ့ပါတယ်။မိုးတဲထန့်စွာရွာသွန်းနေတဲ့ကြားမှာပဲစစ်သားတွေနဲ့ဒိုင်နိုဆောတွေကြားပြင်းထန်တဲ့တိုက်ပွဲတခုကဖြစ်သွားခဲ့ပြီးတော့တစ်ဖက်စလုံးမှာလည်းအကြမ်းရှုံးများစွာရှိနေခဲ့ပါတယ်။နောက်ဆုံးတော့ရင်ဆိုင်တိုက်ပွဲမှာ ်ဘေကာဟာစိုက်ကလော့လူလူတိများရဲ့မျိုးလုံးတစ်လုံးနဲ့ရှိတဲ့အီယာမရက်ပတာနဲ့ကိုမှထိတ်တိုက်ရင်ဆိုင်ရပါတယ်စိုက်ကလော့ဟာလည်းဘေကာပေါ်ကိုခုံအုပ်လိုက်ပြီးတော့သူကသူ့ရဲ့တိုက်ခိုက်ရေးတားကိုအသုံးပြုခဲ့ပါတယ်သူ့ရဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေအားလုံးရဲ့အမှန်ရစရာတွေကလည်းသူ့ရဲ့စိတ်ထဲမှာလင်းလက်သွားပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုနဲ့သူဟာဘုံကိုဖောက်ခွဲလိုက်ပြီးသူ့ကိုယ်သူနဲ့ဒိုင်နိုဆောကိုတက်ပစ်လိုက်ကအီယာမစနစ်ပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ် နောက်ဆုံးပောက်ကွဲမှုတွေကပြင်းထန်တဲ့မိတောက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ရှုပ်ထွေးမှုတွေကြားမှာရဟယင်၃ဆင်းကပြန်တက်ပြီးအသက်ရှင်ကျရတဲ့အဖွဲ့ဝင်တွေကိုလုံခြုံတဲ့နေရာစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။နောက်တနေ့မနေ့မှာဆန်တော်ပြင်ဒိုင်နိုဆောရီဟာတောင်ကြားတစ်ချောင်းငញ្ញန်းစွာလှည့်လည်သွားလာနေတာကိုတွေ့ရမှာဖြစ်ပြီးတော့ဘာမှကိုမှမဖြစ်ခဲ့တယ်လို့လွတ်လပ်စွာရွှေ့လျားနေကြပါရင်တချိန်တည်းမှာဆိုသလိုပဲရဟင်းရင်ပေါ်မှာအသက်ရှင်ကျရတဲ့သူတွေဟာစိုးရိမ်မကိန်းဖြစ်နေကြပါရင် ဂျယ်ရီဂျိုကတော့စနစ်ကိုဖျက်ဆီးခဲ့တဲ့အတွက်စစ်သားတွေကိုစူပူနေပြီးဆက်ကိုပိတ်လိုက်ရုံနဲ့ထိုင်းနွန်ဆော်ရီရဲ့ချင်းချောက်မှုကမပြီးဆုံးနိုင်ကြအောင်အခိုင်အမာကိုပြောနေပါတယ်။ဒါပေမဲ့လို့ဘရင်ပေါက်တွေကိုကြီးလိုက်တဲ့အခါမှာသူတို့အားလုံးဟာလည်းရေတွက်လို့မရနိုင်တဲ့ထိုင်းနွန်ဆော်ရီစတင်ရွေလျားနေတာကိုမြင်တွေ့ရပါတယ်။စစ်ကန်တွေစီကိုပြောင်းတဲ့အခါမှာလူတွေဟာအယာမထိုင်းနွန်ဆော်အုပ်စုကြီးတွေတောင်ကြားတွေကနေရွှေပြောင်းထွက်လာတာကိုအာအတင်းစွာကြည့်ရှုနေကြရပါတယ်။ဒါပေမဲ့လို့အံအောင်မှုတွေအောက်မှာပဲကြောင်းဝတ်ဖွဲ့ရအမှန်တရားတစ်ခုကရှိနေပါတယ်။အနေရကမပြီးဆုံးနိုင်သေးပါဘူး။ ဒိုင်နိုဆောတွေဟာမသိတဲ့နေရာတွေစီကိုရွေလျားနေကြပါတယ်။သူတို့ဘယ်နေရာကိုပဲတွတ်သွားသူတို့ရဲ့လမ်းကိုဖျက်ကျော်လာတဲ့သူတိုင်းအတွက်ကိုတည်စေနိုင်တဲ့ချင်းချောင်းမှုဖြစ်လာနိုင်ပါတယ်။ဒီစိတ်မချမ်းမြေ့စရာအခြေအနေတွေနဲ့အတူရှေးဦးစစ်ပွဲဟာလည်းပြီးဆုံးသွားခဲ့ပြီးကြီးမားတဲ့ဘေးအနေရကအသက်ရှင်ကျန်ရင်းနေခဲ့ပါတယ်။စကားလေးကတော့ဒီမာရင်ကိုပြီးဆုံးသွားခဲ့ရပြီလည်းဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်။နောက်ထပ်စကားကောင်းတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။